မင်္ဂလာပါပရိသတ်တို့ရေလေယာဉ်တွေကိုထုတ်လုပ်တဲ့အင်ဂျင်နီယာလောကမှာခီးတွေနဲ့ဝင်းစီစလေတွေကိုမြင်းများတင်နိုင်ဖို့ကြီးတဲ့ကြီးတဲ့လေယာဉ်တွေကိုထီထွင်ထုတ်လုပ်နိုင်အောင်အမြဲတစေစ조사နေကြပါရယ်ဒီကောင်းရင်ပေါ်မှာကြီးမားတဲ့လူလုံငယ်ကြီးတွေဟာအလွန်တရာမှအံ့ဩဖို့ကောင်းလာပါရယ်ဒီလေယာဉ်ကြီးတွေဟာလူသားတွေရဲ့ဉာဏ်ရည်ထက်မြက်မှုနဲ့အင်ဂျင်နီယာနည်းပညာတွေတိုးတက်ထွန်းကားလာတာကိုဖော်ပြနေပါရယ်ဒီတစ်ခေါက်ဗီဒီယိုမှာတော့ပရိသတ်တို့အတွက်ကဘာပေါ်ကတိစောက်ခဲ့သမျှတွေမှာအကြီးမားဆုံးလေယာဉ်ကြီးတွေအကြောင်းကိုတင်ဆက်ပေးလိုက်ရပါရယ်နံပါတ်က Antonov M124 Ruslan နမဲကြီးလေလံကုံစီတိတ်ဆောင်လျင်လို့တီးကြတဲ့ဒီလျင်ဟာ CBS တွေရဲ့အင်ဂျင်နီယာပညာကိုထုတ်ပေါ်ပြသနေပါတယ်။ ဒီလိန်ရကဘာပေါ်မှာလေးနဲ့နဲ့ကုံစီတဲလေးရင်တွေမှာတိမ်မဲကင်းတဲ့လေးရဲ့ဒစင်းဖြစ်လေထင်ရှားကြောကြပါရီကြီးမာတဲ့ကိုတဲနဲ့ကြမ်းခန့်နေတာကြောင့်ကဘာတဝင်းကိုကုံစီတွေတဲဆောင်တဲ့နေရာမှာအဓိကကြတဲ့လေးရဲ့ဒစင်းလေးဖြစ်ပါရီအမြင့်ဆုံးအနေနဲ့၈သိန်း9300ပေါင်အထိတဲဆောင်နိုင်ပြီးတော့အမြင့်မေ120ရှိလျားက22ပေအခြေရှိပါရီအပေါ်ကနေအောက်ဒီ14ပေအမြင့်ရှိတဲ့ဒီလေးရင်ဟာအနောက်ပေါက်ကနေအထဲကိုဝင်နိုင်ပါတယ်ကြီးမာတဲ့တကားပေါက်ကြီးပါရှိတာကြောင့်ကုန်ပစ္စည်းတွေကိုမြန်ဆန်ထိရောက်စွာအတင်းအကျပ်ပြုလုပ်နိုင်ပါတယ် ဒီလရင်တဲ့ကိုလေးလံတဲ့ဆက်ပစ္စည်းတွေပဋိစီဝါစေဝါတွေနဲ့လေရင်ငယ်တသေးလေးတွေကိုပါတင်ဆောင်နိုင်ပါတယ်ဒီလရင်ကိုအခြားလေရင်တွေနဲ့မတူဘဲနဲ့ကွဲပြားစေတဲ့ချက်ကတော့သူ့ရဲ့လိုက်လောညီထွေနိုင်စမှာ လင်းရဲ့ကျဲမင်းတွေဟာအခြားလေအနေနဲ့ပိုအားကောင်းပြီးတော့ကရင်းနေပြင်ကြီးမားတဲ့ဝင်းစီဆလေရီရဲ့တန်ကိုခန့်နိုင်ရရှိပါရည်ဒီလေရာစံချိန်မျိုးမျိုးကိုလည်းကြော်ဖြတ်နိုင်ခဲ့ပြီးတော့မစ်ရှင်တော်တော်များကိုအောင်မြင်ခဲ့ပါရည်1989ခုနှစ်မှာဒီလေရာတန်ချိန်139တန်အလေးချိန်ရှိတဲ့ပစ္စည်းတစ်ခုကိုတည်ဆောက်နိုင်ခဲ့ပါရည်ဒါအတမိုင်းမှာလင်းရင်ပေါ်တင်တဲ့ကုန်ပစ္စည်းတွေထဲမှာအလေးဆုံးပစ္စည်းကိုဒီလေရင်ကတည်ဆောက်နိုင်ခဲ့တာဖြစ်ပါရည်ဒါပြင်လင်းရင်အစိပ်ပိုင်းတွေလင်းရင်ဟတ်တွေနဲ့တာပိုင်ကြီးကိုဝင်းလံခေါင်ဖြားတဲ့နေရာတွေအထိတွားရောက်ပို့ဆောင်ပေးခဲ့ပါရည်နောက်ပိုင်းမှာတော့ဒီလေရင်ကိုစွမ်းဆောင်ပို့ကောင်းမွန်အောင် င်လို့ပြုပြင်ထိသိမ်းတာအစိမ့်မြင့်တင်တာတွေလှုပ်ဆောင်လာခဲ့ကြပါတယ်။လင်းရဲဖွဲ့စည်းပုံနဲ့အင်ဂျင်ကိုအသစ်ပြောင်းလဲမုံမန်တာတွေပြင်ပို့ပြီးတော့တန်ချေများများတည်ဆောင်နေအောင်လည်းတွေးမြင်ခဲ့ပါတယ်။နံပါတ်လေး Boring 787 Dreamliner တခြားလင်းရင်တွေအားကြရတဲ့လင်းရင်လို့တင်စားခေါ်ဝေါ်ကြတဲ့ဒီလင်းရင်ဟာခရီးဝေးလေကြောင်းလမ်းတွေအတွက်စံချိန်အသစ်တွေကိုချမှတ်ပေးနိုင်ခဲ့ပါတယ်။ Boring 787 Dreamliner လေးဟာစီစားသက်သာတာကြောင့်နာမည်ကြီးပါတယ်။လေယာဉ်ထဲမှာတက်ဆင်ထားတဲ့ State of the Art Engine ကြောင့်စီစားသက်သာပြီးတော့ Carbon Fiber အထူးသားပိုလီမာတွေလိုမျိုးအခြားဆင်းမြေပစ္စည်းတွေကြောင့်လေယာဉ်ဟာပိုပေါ်ပါပါတယ်။လေယာဉ်ရဲ့ပေါ်ပါတဲ့တိစားပုံကအသားမဲ့အလူမီနီယံကိုတင်နဲ့လေယာဉ်တွေထက်စီကုံဆုံးမှုကိုရော့ကျစေပါတယ်။ ဒီလိင်ဟာရေမိုင်း၈000ကနေ၈500ထိဝေးလည်နေနေရာတွေကိုမရေမနာပြန်တန်းနိုင်ပါတယ်။ဒါကြောင့်မဲခီးဝေးပြန်တန်းမှုတွေတက်ပို့ပြီးတော့ဖြစ်နိုင်ခြေတွေတိုးတက်လာခဲ့တာပါ။ချပင်လိင်ရဲ့အတွေ့ပိုင်းမှာလည်းများစွာသောပစ္စည်းတွေကိုတက်ဆင်ထားပြီးတော့လိင်နေကထိုင်ကုန်ခန်းတွေကိုလည်းတခုချင်းစီတင့်တော်သလိုတက်ဆင်ထားပါတယ်။ဒီလိင်ရဲ့မှာတည်တဲ့ထိုင်ကုန်ခန်းတွေပြင်ကျဲဝန်းနေ business အဆင့်အခန်းတွေပါပါရှိပါတယ်။ဒီခန်းတွေကကျဲဝန်းနေပရင်းပေါက်တွေလည်းပါဝင်ပြီးတော့တဘာဝနေ့အလင်းရောင်နဲ့ကိုက်ညီမှုရှိအောင်အလိုလျောက်ချိန်ညှိပေးတဲ့ LED မီးတွေလည်းပါရှိပါသေးတယ်။နောက်ပြီးလိင်ရဲ့တိတ်ဆိတ်တဲ့အင်ဂျင်ကြောင့်စိတ်ငြိမ် နဲ့လရင်စီအတွေ့အကြုံကိုလည်းခန်းစားရမှာပါ။ Dreamliner လရင်ဟာခီးတယ်လရင်လောကမှာတော့ခီးတယ်တွေအတွက်အိမ်မက်တစ်ခုလိုပါပဲ။နံပါတ်3 Double Love 2 160 Black Jacket ဒီ Double Love 2 160လေးရင်ဟာအကြီးမားဆုံးနဲ့လေးလံဆုံးတန်ထက်မြင့်နဲ့ဘုံကျက်လေးရင်ဒီဇိုင်းဖြစ်ပါရယ်195တန်လေးချင်းထိသေးဆောင်နိုင်ပြီးတော့အဲ့လောက်အလေးကြီးကိုတည်ထားတာကြောင့်လေးရင်ကအတော်လေးအမြင်မြန်ပြသနိုင်ပါရယ်ဒီလေးရင်ဟာအမြင့်ဆုံးရှင်နေနဲ့တနအီကိုမိုင်ပေါင်း1380ထိမောင်းနေနိုင်ပါရယ်ဒါကြောင့်မယ်ရန်သူတက်စကန်တွေကိုလင်းမြန်စွာထိုးပါဝင်ရောက်ပြီးတော့ဘုံကျက်သွားလို့ရပါရယ်အပြောင်းလဲလွတ်နိုင်တဲ့ geometry အတောင်တွေကိုတက်ဆင်ထားတာကြောင့် နေရင်ဟာမြေပြင်ပေါ်ကိုဆင်းသက်တာထွက်ခါတာနဲ့အတန်ထက်မြင်အောင်မောင်းနေတာလိုမျိုးမတူညီတဲ့အခြေအနေမျိုးတွေမှာပုံစံမျိုးမျိုးနဲ့ပြန်တန်းနိုင်ပါတယ်။တခါစီးတဲ့ထားအောင်နေမိုင်ပါ9600တိမောင်းနေနိုင်ပြီးတော့ခီဝိမရှင်တွေကိုလည်းကူစားသွားအောင်နေပါတယ်။လေရင်ကိုယ်တွေထဲမှာဘုံနေနျူကလ িয়ার ဒုံးကျည်တွေနဲ့ရေတဲသုံးဒုံးကျည်တွေကိုတိုက်ဆောင်ပြီးတော့လိုအပ်တဲ့အချိန်မှာပြစ်လွတ်နိုင်ပါတယ်။ဒီလေရင်ကို1980စောပိုင်းကတည်းကရုရှားလေတပ်မှအသုံးပြုခဲ့တာဖြစ်ပြီးတော့ရုရှားရဲ့စစ်ပိုင်းဆိုင်ရာအရေးခင်းတော်တော်များမှာဒီလေရင်ကိုအသုံးချခဲ့ပါတယ်။ ဒီလိန်ရဲ့လေးချိန်ရွယ်စားနဲ့အတောင်တွေကိုချိန်ကြီးနိုင်စွဲနေကြောင်းစစ်တပ်သုံးလေးရင်တွေမှာပြိမဲ့ကင်းတဲ့လေးရင်တစ်စင်းဖြစ်ခဲ့ပါရီဒီဘလက်ချက်ကလေးရင်ဟာပရိသတ်တို့သွားရှုပ်လို့မရတဲ့လေးရင်တွေထဲမှာပါပါရီနံပါတ်1 The Who Hatch Hagley The Spoon Goose The Who Hatch Hagley လေးရင်ဟာထင်းရှူသားဘိန်းကန်းလို့တင်စားခေါ်ဝေါ်ကြတဲ့တမိုင်းဝင်လေးရင်တစ်စင်းဖြစ်ပါရီဒီလေးရင်ကို ဟိုဝါဟုဇက်ကဒီဇိုင်းဆွဲခဲ့တာဖြစ်ပြီးတော့ဒီလီယန်ကြီးဟာအခြားလီယန်တွေနဲ့မတူဘဲနဲ့ကွဲထွက်နေတဲ့စိတ်ပိုင်းတွေအများကြီးပါဝင်ပါတယ်။ဒီလီယန်ဟာလူသားတွေတိစောက်ခဲ့သမျှထဲမှာအကြီးမားဆုံးတောင်းတွေပါရှိပြီးတော့319ဒသမ9ဘီတာမှရှိလျားပါတယ်။ဒီလီယန်ဟာပြည်လန်းပေါ်မှာဆိုရင်အခြားလီယန်တွေကိုတောင်းမှဖုံးနေပါတယ်။ထေရှူသားဘင်းငန်းဆိုတဲ့လီယန်နာမည်ဟာတကယ်တော့လီယန်ရဲ့တိစောက်မှုနဲ့သက်ဆိုင်နေပါတယ်။ဒီလီယန်ကိုအလူမီနီယံတက်ထူရှာဖို့ခက်ခဲတဲ့ဒုတိယကမ္ဘာစစ်တွေမှာတိစောက်ခဲ့တာဖြစ်တာကြောင့် ဟုဟာလရင်တိဆောက်ဖို့အလူမီနီယံမဟုတ်တဲ့အခြားပစ္စည်းတွေကိုစဉ်းစားထည့်သွင်းခဲ့ပါတယ်။လရင်ကိုယ်တဲ့ကိုဘူးစဘက်သားနဲ့ထင်းရှူးသားများစွာကိုအသုံးပြုကာတိဆောက်ထားတာဖြစ်ပြီးတော့တစ်သားနဲ့လှုပ်ထားတဲ့လရင်တစင်းလေးဖြစ်ပါတယ်။လရင်ဟာတစ်သားနဲ့တိဆောက်ထားတာကြောင့်ရေပေါ်မှာလည်းတော်လာနိုင်ပါလေဒီလိုတိစောက်နိုင်ခြင်းကဟိုရဲ့သူ့ရဲ့အဖွဲသားတွေရဲ့ဖန်တီးနိုင်စွမ်းနဲ့အင်ဂျင်နီယာပညာရပ်ကိုဖော်ပြနေပါတယ် 1949ခုနှစ်နိုဝင်ဘာ2ရက်နေ့မှာကယ်လီဖိုးနီးယားကကမ်းခြေတစ်ခုမှာလေရင်ကိုဟော့တဝါဟုကိုရိုင်းကမြေပြင်ကနေအမြင့်ပင်90ရှိတဲ့ကောင်းကင်ယာမှာတမိုင်ကျော်စမ်းသပ်ပြန်တန်းခဲ့ပါရီဒီလေရင်ဟာတချိန်သာမောင်းမွေနိုင်ရဲ့ပေမဲ့တမိုင်မှာနာမည်ကြီးလေရင်ဒီစင်ဖြစ်လာခဲ့ပါရီနံပါတ်1 Antonov An225 Mariya The Beams of the Sky လေးချိန်နဲ့ရွယ်စားကြီးမားမှုကိုရှင်းလိုက်မယ်ဆိုရင်တော့ Antonio and 225 Maria Lane ဟာလေယာဉ်လောကမှာကြီးမားဆုံးတဲ့အန်ဟောစရာကောင်းဆုံးလေယာဉ်တစ်စင်းဖြစ်ပါတယ်။ဒီလေယာဉ်ဟာ1989ခုနှစ်တွင်ဆိုဗီယက်ပြည်အောင်စုကဒီဇိုင်းဆွဲခဲ့ပြီးတော့ တတိယမလေးမီလီယံပေါင်းတိတင်ဆောင်နိုင်ခဲ့ပါတယ်။လေယာဉ်တောင်နေရာ290ဘီဒီရှေ့လျားပြီးတော့ Boring 747လေယာဉ်နဲ့နှစ်ဆလောက်လျားရှိပါတယ်။ဒါကြောင့်မေဒီလေယာအခြားလေယာဉ်တွေလုံးဝသေးပုံဖြစ်နိုင်မှုလို့ထင်ရတဲ့ပစ္စည်းတွေကိုအသားရလေးတင်ဆောင်နေပါတယ်။အတွင်ပိုင်းမှာ148ထိရှေ့ပြီးတော့22ဘီအမြင့်ရှိပါတယ်။ဒီလိုကြီးမားတဲ့လေယာဉ်ကြီးဟာအာဂါတဂျိုဒူအစိတ်ပိုင်းတွေနဲ့အခြားလေယာဉ်တွေကိုပါတင်ဆောင်ပေးနိုင်ပါတယ်။ And25 လေယာဉ်ဟာအများဆုံးလေးချိန်တင်ဆောင်နိုင်တဲ့လေယာဉ်ဖြစ်စံချိန်တင်ထားသလိုအကြီးမားဆုံးအမြင့်မှုတစ်ခုကတော့1989ခုနှစ် CV ီးရဲ့ပြည်တော်စုရဲ့အာကာသယင်ကိုအောင်မြင်စွာတင်ဆောင်နိုင်ခဲ့ပါသည်။ဒါပြီးမယမနာပဲနဲ့အဝေးဆုံးပြတ်တန်းနိုင်တဲ့စံချိန်ကိုလည်းတင်ထားပါသေးတယ်။ဒီလိန်ဟာ 2V fan engine 6လုံးတက်ဆင်ထားပြီးတော့ပေါင်း9000တထောင်ရှိတဲ့ တွန်းကန်အားကိုပေးစွမ်းနိုင်ပါတယ်။တနအီကို928မိုင်အထိအမြင့်ဆုံးမောင်းနေနိုင်ပြီးတော့မူလာကအာဂါသရင်တွေတည်တံ့တိဆောက်ဖို့ဒီလိရင်ကိုဒီဇိုင်းဆွဲခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့အခြားလေးလည်းနဲ့ပစ္စည်းတွေကိုပါတည်ဆောက်ဖို့အသုံးပြုခဲ့ကြပါတယ်။ဒီလိရင်ကကဘာပေါ်မှာအကြီးမားဆုံးပစ္စည်းတည်ယူတဲ့လေရင်ဖြစ်တာကြောင့်ဒီစင်းရဲ့ထိစုံနံပါတ်တင်နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ ကဲပရိသတ်တို့ဤဒီဗီယိုထဲမှာတော့ကမ္ဘာပေါ်ကအကြီးမားဆုံးဆိုတဲ့လေယာဉ်အကြောင်းကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ပရိသတ်တို့ရောပေးလေရင်ကိုကြိုက်ဆုံးပါလိမ့်။ပရိသတ်တို့ရဲ့ထင်မြင်ချက်လေးတွေကိုလည်းကွန်မန့်မှာရေးခဲ့ပေးပါအောင်နော်။အခုလိုဗီဒီယိုတွေကိုအဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။